ဗမာအခြေတော်စာကြည့်ရက်ကြီးကိုဂူလီယက်စီစာဖျက်ဆီးခဲ့တာကလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကအီဂျစ်နိုင်ငံအလက်ဇန်းဒီးယားမြို့မှာဘာဘော်တွင်အကြီးအမားဆုံးနဲ့ရေးပါသောဘုသုဒ္ဓဘန္နာတိုက်ကြီးတစ်ခုရှိခဲ့ပါတယ်။အဲဒါကတော့ Library of Alexandria ပါ။ဒီစာကြည့်ရက်ကြီးဟာရှေးခေတ်လူသားတွေစုဆောင်းထားတဲ့ဒီပညာသိပ္ပံနဲ့ဒသနာပညာရဲ့စာမှုပေါင်းတသိန်းနီးပါးကိုထိန်းသိမ်းထားရနေရာဖြစ်ခဲ့ပါတယ်။ယုဂလစ်လိုကံတွင်ပညာရှင်ကြီးတွေ စကြဝဠာရဲ့အချင်းကိုတိုင်းတာခဲ့တဲ့ ER Thor City တို့လိုပညာရှင်တွေကဒီစာကြည့်တိုက်ကြီးကိုအမိပြုပြီးပညာရှာခဲ့ကြပါတယ်။ဒါပေမဲ့ဒီလိုအဖို့မဖြတ်နိုင်တဲ့အသိပညာတွေအလုံးဟာရုပ်ရည်ရပျောက်ကွယ်သွားခဲ့ပါတယ်။ဒီစာကြည့်တိုက်ကြီးကဘာကြောင့်ပျက်စီးသွားခဲ့တာလဲ။အကြိမ်နဲ့မီးလောင်ကျွမ်းခဲ့တာလား။ဒါမှမဟုတ်ဘူးသူဒ္ဓတွေတဖြည်းဖြည်းသေဆုံးသွားခဲ့တာလား။ဒီလိုဝက်ချက်ရဲ့နောက်ကက theory ကိုဖော်ထုတ်ကြည့်ရအောင်ပါ။သမိုင်းမှာအကျော်ကြားဆုံးနဲ့အခိုင်အမာဆုံး theory တစ်ခုကတော့စာကြည့်တိုက်ကြီးကို Julius Caesar ကမီးရှို့ခဲ့တာပဲဖြစ်ပါတယ်။ BC 48နှစ်မှာ စီးစာအလက်ဇန်းဒီးယားကိုဝိုင်းရံတိုက်ခတ်ခဲ့ပြီးရန်သူတွေရဲ့သင်္ကေတကိုမီးရှို့ဖို့အမိန့်ပေးခဲ့ပါတယ်။စီးစာရဲ့စစ်သားတွေရှို့ခဲ့တဲ့မီးအားစိတ်ကမ်းမှာရှိတဲ့ဇောက်တွေပြည်နယ်တွေရဲ့ဂိုဒေါင်ကိုကူးဆက်သွားခဲ့ပြီးတော့နောက်ဆုံးမှာစာကြီးတိုက်ကြီးကိုပဲကူးဆက်မီးလောင်ကျွမ်းခဲ့တယ်လို့အမိုင်းမြညာရှင်အချို့ကယုံကြည်ကြပါတယ်။ဒီမီးကြောင့်စာမှုပေါင်း၄000ခန့်ပျက်စီးသွားခဲ့တယ်လို့ AD Blue Dot လို့သမိုင်းမြညာရှင်တွေကမှတ်တမ်းတင်ခဲ့ပါတယ်။ဒါပေမဲ့သမိုင်းမြညာရှင်အများစုကတော့ဒီမီးလောင်ကျွမ်းမှုဟာစာကြီးတိုက်ကြီးကိုလုံးဝပျက်စီးသွားစေတာမဟုတ်ဘဲနဲ့ စာမိုချို့သာဆုံးရှုံးခဲ့တာဖြစ်တယ်လို့ဆိုပါရယ်။စာကြည့်တကြီးကစီသားရဲ့တိုက်ခိုက်မှုနောက်ပိုင်းမှာနှစ်ပေါင်းရာနဲ့ကြီအောင်ဆက်လက်တည်ရှိနေခဲ့ပါသေးတယ်။ဒါဆိုရင်တကယ်ပြည့်စုံမှုကဘယ်ချိန်မှစတင်ခဲ့တာလဲ။သမိုင်းမညာရှင်များစုကတော့စာကြည့်တကြီးကမီးတစ်ကြိမ်နဲ့လောင်ကျွမ်းမှုကြောင့်မဟုတ်ဘဲနဲ့နှစ်ပေါင်းများစွာကြာတဲ့အထိတဖြည်းဖြည်းဆုံးရှုံးသွားခဲ့တာဖြစ်တယ်လို့ယူဆကြပါရယ်။စီသားရဲ့တိုက်ခိုက်မှုနောက်ပိုင်းမှာလည်းစာကြည့်တကိုမကြာခဏတိုက်ခိုက်မှုတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။အဓိကအကြောင်းအရာတွေကတော့စာကြည့်တကြီးကိုထိန်းသိမ်းဆောင်ရှောက်ဖို့ဝေကြီးလုံလောက်မရှိတော့တာနဲ့မျှ ဇာမူတွေကိုဂယူးမဆိုင်နိုင်တော့ပဲဆွေးမြေပျက်စီးလာခဲ့ပါတယ်။ AD 390ခုနှစ်မှာခရစ်ယာန်ဘာသာရေးအကောင်ဆုံးပီယိုဖီလက်ကဘာသာရေးနဲ့မကန့်ညီတဲ့ဇာအုပ်တွေကိုဖျက်ဆီးပြဖို့အမိန့်ပေးခဲ့တာကြောင့်ဇာမူများစွာပျက်စီးဆုံးရှုံးခဲ့ရပါတယ်။စာကြည့်တိုက်ကြီးကခေတ်ဆက်သက်ပြည်တွင်းစစ်ပွဲတွေရဲ့တားကောင်ဖြစ်ခဲ့ပြီးတော့တိုက်ခိုက်မှုတိုင်းမှာဇာမူချို့ဆုံးရှုံးခဲ့ရပါတယ်။ဒီလိုတပြည့်ပြည့်ဆုံးရှုံးသွားခဲ့တဲ့ဖြစ်စဉ်တွေကြောင့်ပဲစာကြည့်တိုက်ကြီးကဘုသူရဗန္နာတိုက်ကြီးဖြစ်ကနေပုံမှန်စာကြည့်တိုင်းငယ်တစ်ခုပြီးပြောင်းလဲသွားခဲ့ပြီးတော့ အောက်ဆုံးမှာတော့လုံးဝပျောက်ကွယ်သွားခဲ့တာဖြစ်တယ်လို့ခေတ်သစ်သမိုင်းပညာရှင်တွေကယူဆကြပါတယ်ဘလို့ပဲပျက်စီးပျောက်ကွယ်သွားပါစေ Library of Alexandria ရဲ့ပျက်စီးမှုဟာလူသားတွေအတွက်ကြီးမားတဲ့သင်ခန်းစာတစ်ခုကိုခြံထားခဲ့ပါတယ်အဲဒါကတော့အသိပညာမီးမလောင်ခင်ကူးပြောင်းပေးဖို့လိုအပ်တယ်ဆိုတာပါပဲကံကောင်းထောက်မှသားနဲ့ပဲစာကြည့်တိုက်ကြီးမှာပါဝင်တဲ့စာမှုချို့ကအခြားစာကြည့်တိုက်တွေစီကိုကူးပြောင်းရောက်ရှိခဲ့ပါတယ်အဲဒီလိုမှမဟုတ်ရင်ချက်ကဂရိနဲ့အီဂျီရဲ့ဘူးသူဒ္ဓတွေဟာလုံးဝပျောက်ကွယ်သွားနိုင်ရှိပါတယ်ဒီနေ့ခင်မှာတော့မူရင်းစာကြည့်တိုက်ကြီးတရှိခဲ့ရာအနီးနားမှာ ဘီဘလီအိုသစ်ကအလက်ဇန်ဒရီနာဆိုတဲ့ခန်းထားတဲ့ခင်မီစာကြည့်တတ်ကြီးကိုတိစောက်ထားပါတယ်။ဒါရှေးအောင်ပညာရှင်တွေရဲ့အမွေးနှစ်ကိုဂုဏ်ပြုခြင်းပဲဖြစ်ပါတယ်။ The Library of Alexandria ရဲ့ပျက်စီးမှုဇလံဟာဘလို့တေချာတကျတဲ့ဖြည့်ရှင်းချက်မှမရှိပါဘူး။ဒါအမီးတစ်ကြိမ်နဲ့လောင်ရမ်းမှုလားဒါမှမဟုတ်နှစ်ပေါင်းရာစီတဲ့အထိဘူးသရတွေကိုဂယုမဆိုင်နိုင်တော့တဲ့လူမှုအတိုင်းဝိုင်းရဲ့ပျက်စီးမှုလားဆိုတာကိုတော့သမိုင်းကမှတ်တမ်းတင်နိုင်ခြင်းမရှိခဲ့ပါဘူး။လူချင်းမင်းတို့ကဘလို့ထင်ပါလဲ။စာကြည့်တတ်ကြီးကို Julius Caesar ကတကယ်ပဲမီးရှို့ခဲ့တာလား။ဒါမှမဟုတ်ဘာသာရေးပဋိပက္ခတွေကြောင့်လား။ ယူဂျင်းမင်းတို့ရဲ့အမြင်ကိုကွန်မန့်မှာဝင်မျှပေးခဲ့ပါဦးဒီလိုကမ္ဘာသမိုင်းဝင်လိုအပ်ချက်တွေကိုဆက်လက်ကြည့်ရှုဖို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးခဲ့ပြီးခေါင်းလောင်းလေးကိုနှိပ်ထားဖို့မမေ့ပါနဲ့